ကဲကျွန်တော်ကမင်းညာရှေ့မြန်ကစားခဲ့ကြတဲ့ကျွန်တော်က Newcastle နဲ့ Manchester United တို့ရဲ့ဒါပွဲစဉ်လေးကတော့ဒါ4-1ဆိုတဲ့ရလနဲ့တော့ဒါပြီးဆုံးခဲ့ပါတော့။အဲပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပွဲပြီးသုံးသပ်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲတော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်အထူးထူးခြားခြားအနေနဲ့ဆိုရင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကိုသမားနေရာမှာဆိုရင်တော့ Corona အစားကိုသမားဘိုင်ယာဒါနဲ့ဒါပြောင်းလဲပြီးတော့ပွဲထုတ်လာခဲ့တယ်။ပထမအိုင်းတစ်ပိုင်းလုံးမှာဆိုရင်လည်းကျွန်တော်တို့က United အနေနဲ့ဆိုရင်ဒီ ွင်းလေတော့မှမကြော်ခဲတဲ့အခြေအနေတခုရှိတယ်ဆိုတော့ဘလို့မှနယူကာဆယ်ကိုနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျဒီလူစင်းနဲ့နောက်ပြီးတော့နယူကာဆယ်ကိုရှင်ပြီးတော့ကစားဖို့ဆိုတော့တော်တော်လေးမလွယ်ကူတဲ့ကိစ္စဗျယူနိုက်တက်အခုလက်ရှိဖြစ်နေတဲ့ဟာကနောက်တန်းပိုင်းမှာတော်တော်လေးအမားများတယ်ဗျဒီပွဲစဉ်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ မာဇာဝါရီမာဇာဝါရီတော်တော်လေးအမားများတယ်ကျွန်တော်မာဇာဝါရီဒီပွဲတင်မဟုတ်ဘူးလိုင်ယွန်နဲ့ပွဲစဉ်တုန်းကဆိုရင်လည်းအမားတွေများခဲ့တယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးကတော့ဘရူနိုဖာန်ဒက်နဲ့ဇက်စီကိုတော့ဒီပွဲစဉ်မှာတော်တော်လေးသဘောကျခဲ့ပါတယ်ဘာလို့လဲဆိုတော့ဟယ်ဒီ ML လည်းကောင်းပါဟယ်ဒီ MS ဆိုရင်လည်းဘောလုံးတော်တော်ကင်တိုင်တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်အဲ့တော့ first line နဲ့အနေနဲ့ထွက်လာခဲ့တဲ့ဒါလူစင်းအနေနဲ့ကိုကြည့်မယ်ဆိုရင်တော့ဇက်စီရှိမယ်ဘရူနိုဖာန်ဒက်ဂါနာချိုဒါ MS ဟယ်ဒီ MS ထွက်လာတယ်အယ်ရီဆင်ဥကာတီဒါတော့ဒါလင်နီယိုရိုလင်ဒီလော့ မာဇာဝါရီဒါဘိုင်ရတာပေါ့နော်ခွင့်ပြုလိုက်ရတဲ့ဂိုးတွေကိုကြည့်မယ်ဆိုရင်တော့ဘိုင်ရတာရဲ့အမားတွေအဲ့လောက်ကြီးမပါဝင်ဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်ဗါလို့ဆိုတော့ဘိုင်ရတာအနေနဲ့ဆိုရင်လည်းအခုလက်ရှိမှာပွဲပြန်ပြီးတော့ပွဲတော်ကွင်ညာရှိတဲ့ကစားသမားနောက်ပြီးတော့သူဆေးသွားတဲ့အလုံးတွေဆိုရင်လည်းဗျဒီပွဲစဉ်မှာတော်တော်လေးများပါတယ်အဲ့ဒါတော့ကျွန်တော်လက်ခံရမယ်ကျွန်တော်ကတော့ဦးနန္ဒာနဲ့ဆိုင်ဘိုင်ရတာကိုပဲဆက်ပြီးတော့သုံးစီခြင်းတယ်နောက်တန်းပိုင်းမှာကမာဇာဝါရီကဘာဖြစ်လို့အဲ့လိုမျိုးကြီးကြလိုက်လာလဲဆိုတာကျွန်တော်စဉ်းစားလို့မရဘူးဗျမာဇာဝါရီတကယ်တပွဲလည်းမဟုတ်နှစ်ပွဲလည်းမဟုတ် အရေးကကစားတာကျွန်တော်တို့တွေ့ခဲ့ရတဲ့မာဇာဝါရီတို့ဥကာဒီတို့ကဒီလိုမျိုးကစားသမားတွေမဟုတ်ဘူးလေဗျာဟုတ်တယ်မလားတကယ်ကိုကျန်းကျန်းတန်းတန်းကစားနိုင်တဲ့ကစားသမားတွေအခုဟာကြီးကကစားသမားအနေနဲ့ဆိုရင်လည်းဖိမဖြစ်တာလားဘလို့ဖြစ်နေတာလဲမသိဘူးမျက်နှာအဆဗျာထုံထုံမိုင်းမိုင်းအဲ့လိုမျိုးပုံစံတွေဖြစ်မြင်နေရတာပေါ့နော်မဇာဝါရီဆိုရင်လည်းသူချော်လဲတယ်ဗျာဘောလုံးဆွေးင်းနဲ့ချော်လဲတဲ့အနေထားမှာအဲ့မှာတခါလဲဂိုးခွင့်ပြုလာတယ်3-1ဖြစ်သွားအာအဲ့ဒါကြီးတော်တော်ဆိုးတယ်နောက်ပြီးနောက်ဆုံးလုံးပေးလိုက်ရတဲ့ဒီ4-1ပေးလိုက်ရတဲ့အလုံးဆိုရင်လည်းဘန်ဒါအနေနဲ့ရှေ့ကိုကန်တင်တယ် အဲ့ဒါကိုဒါ Newcastle အတင်းဘက်ကနေခေါင်းတိုက်ပြီးဟန်တာပြီးတော့အဲ့လုံးဝဂိုးခွင့်ပြုလိုက်ရတာဆိုတော့ဟို United ကိုလည်းအပြစ်ပြောလို့မရဘူးဗျာသိလား Roman Amorin အနေနဲ့ဆိုရင်လည်းဒီပွဲစဉ်ပြီးသွားရင် UEFA League Quarter Final အဖြစ် Lyon နဲ့ဒါဒုတိယအကြော့အိမ်ခွင်းမှာထပ်ပြီးတော့ကစားမယ်အနေထားရရှိရဲဆိုတော့ဒါလူချန်တဲ့ပုံစံမျိုးတော့ လုတ်ခဲ့တယ်ဗောနော်ဟယ်ဒီမက်ကွိုင်းယားတို့ဘာလို့ပွဲထုတ်လာခြင်းမရှိဘူးလင်ဒီလောနဲ့ပဲပွဲထွက်လာခဲ့တယ်ဗောနော်ဘာဖြစ်ဖြစ်အဲကျွန်တော်တို့ဒါလိုင်ယွန်နဲ့ပွဲစဉ်ကတော့ယူနိုက်တက်အနေနဲ့နောက်တစ်ဆင့်တော့တေချာပေါက်တက်မှာတော့အမှန်ပဲဒါပေမဲ့ဒီပွဲစဉ်မှာတော့ရုပ်ပြတ်ဆင်းပြဲနေတော့ဒါရှုံးနေခဲ့တယ်ဗောနော်ဒါပေမဲ့နယူကာဆယ်ဆိုတာကဒီယာဒီမာကအားလုံးသိရတဲ့အတိုင်းပဲတိုက်စစ်ပိုင်းမှာအရန်အားကောင်းတယ်နောက်ပြီးတော့ချန်ပီယံလိဝင်ဝင်ရရှိဖို့အတွက်လည်းတီအောင်ကြိုးစားနေတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မလို့ယူနိုက်တက်အနေနဲ့ရှုံးတာတော့တိတ်ပြီးတော့ထူးဆန်းတဲ့ကိစ္စတခုတော့မဟုတ်ဘူးလို့တော့ကျွန်တော်တို့ပြောချင်တယ်နောက်တန်းပိုင်းမှာအမားတွေများတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဂိုးတွေ ခွင့်ပြုရတယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ပြိသက်တွေအနေနဲ့ဆိုရင်ရောကျွန်တော်တို့ဒါမင်းညရှင်းမြန်ကစားကြရတဲ့ Newcastle နဲ့ဒါ Manchester United တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရော ဘေကသာသမားကကျွန်တော်တို့ဒါအတင်းနဲ့အဆင်ပြေခဲ့ပြီးတော့ကျွန်တော်တို့ဒါဘေကသာသမားကတော်တော်လေးညံ့ခဲ့တယ်ဆိုတာကိုကွန့်မှတ်မှာတစ်ချက်တော့ဆွေးနွေးပြီးတော့ကြပါဦး MM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြရပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကြိုး MM Media ရဲ့ Facebook YouTube TikTok တို့ကိုလည်း Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘလုံးမိုင်းတိုင်းလည်းကြည့်ရှုကြတဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခါမိုင်းတိုင်းလည်းဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်တင်ကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်ဆုံးဖြတ်ကြရမယ်ကျွန်တော်ရစင်တင်ဆက်သူဖပါလေးရောဖြစ်ပါတယ်